်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖအံရောက်နေတဲ့စစ်ကောင်းဆောင်လုံခြုံရေးရှင်တန်းပြစ်ခတ်ခံရနေအောင်လိုက်ရဲ့စစ်ရင်တန်းရေးပလူအဖွဲမှရှော့လိုက်တုံနဲ့ပြစ်ခတ်ကြောင်းသတင်းထွက်ပေါ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြို့တော်ဖအံမှာရောက်နေတာကြောင်းစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားပြီးကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုလည်းမြို့တွင်းဝင်ရောက်ဖျက်ဆီးသွားလာခွင့်ယာယီပိတ်ပင်ထားတယ်လို့ကရင်သတင်းရင်းမြစ်တွေကပြောပါတယ် နေ့နိုဝင်ဘာ14ရက်ကစပြီးမြို့ရင်းမှာစစ်ကားတွေနဲ့ကင်းပတ်တယ်လို့မြို့အဝင်ထွက်စစ်ဆေးရေးဂိတ်တွေမှာလည်းအင်အားတိုးမြင့်ချထားတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။ဒီနေ့မှာဆိုရင်လိုင်စင်မဲ့ကားတွေဖြတ်တန်းရင်ဖမ်းဆီးမှာဖြစ်တဲ့အတွက်မြို့ရင်းမှာအသွားလာရှင်းနေတယ်လို့ဖအံမျိုးကန်ကလည်းအသိပေးပါတယ်။ ကားဝတ်တောက်တွေသွားလို့မရဘူးလို့အဲ့ဒီဒေတာခန်ကပြောပါတယ်။ဒါပြင်အပြစ်ရဲ့ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ကရင်ငင်းချမ်းရဲကောင်စီ KNU KNLA PC Democracy အချို့ပြုကရင်တက်တော် DKBA နဲ့ကရင်နယ်ချောင်းဆောင်တက် BGF တပ်ဖွဲ့ဝင်တွေကိုလည်းဖမ်းအမျိုးတွင်းတဲဝင်ရောက်ဖြတ်တန်းသွားလာခွင့်မပြုဘူးလို့စစ်ကောင်စီတပ်ဘက်ကအတည်ပြုထားပါတယ်။မနေ့ကစစ်ကောင်စီတက်ကင်းလက်နေချင်း လမ်းပေါ်မှာတွေ့တဲ့ခရင်ချင်းချမ်းရစ်ကောင်စီ KNU KNLA PC အဖွဲ့ကတပ်ဖွဲ့ဝင်တအူပိုင်ဆိုင်တဲ့လိုင်စင်မဲ့ကားတစီးကိုဖမ်းဆီးသိမ်းဆီးလိုက်တယ်လို့ဖမ်းအန်ဒေသခံတအူထံကသိရပါတယ် PC ကတစီးပါသွားတယ်အဖွဲ့စည်းကတ်တွေရောတနက်တွေရောပါတာတော့မရဘူးတယ်လို့အဲ့ဒီဒေသခံကပြောပါတယ်စေကောင်ဆောက်ဟာဒီနေ့မှာဖအံမျိုးကနေမွန်ပြည်နယ်မော်လမြိုင်မြို့ကိုဆက်သွားမှာဖြစ်တဲ့အတွက်မော်လမြိုင်မြို့မှာလည်းလုံခြုံရေးတင်းကျပ်ထားတယ်လို့သိရပါဗျ ဆက်လက်ပြီးအေအေကယာယီဆုတ်ခွာပေးလိုက်သောကြောက်ဖြူမင်းပြင်ရွာရှီရာစစ်စခန်းတွင်ဝါဒဖြန့်ဓပုံရိုက်ကူးရန်အကြမ်းဖက်စစ်တပ်ကပြင်ဆင်နေစဉ်အေအေပြစ်ခတ်သောလက်နက်ကြီးကြီးကြားရောက်ပောက်ွဲ၍စစ်သားအများပြားသိဆုံးနေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင်အေအေကယာယီဆုတ်ခွာပေးလိုက်သောကြောက်ဖြူမင်းပြင်ရွာရေဒါစခန်းတွင်ဝါဒဖြန့်ဓပုံရိုက်ကူးရန်စစ်တပ်ကပြင်ဆင်နေစဉ်အေအေပြစ်ခတ်သောလက်နက်ကြီးကြီးကြားရောက်ပောက်ွဲ၍စစ်သားအများပြားသိဆုံးသွားကြောင်းအေအေစစ်ရေးတဲ့တင်ရင်းမြစ်ကတဲ့တင်ဌာနကိုပြောကြားပါတယ် အရကတက်တော် AA သိမ်းဖိုက်ထားတဲ့ကြောက်ဖြူမျိုးမင်းပြင်ရွာရေးတာစက္ကန်းကိုလွန်ခဲ့တဲ့ရက်ပိုင်းတွင်အကြံဖတ်စစ်ကော်မရှင်တပ်များကအင်အားအလုံးရင်ဖြင့်စစ်ကြောင်းထိုးတိုက်ခိုက်လာကြောင်းရှင်းအောင် AA ကမင်းပြင်ရွာစက္ကန်းမှယာယီဆုတ်ခွာပေးလိုက်ရပြီးစစ်တပ်ကဝင်ရောက်နေရာယူသွားကြောင်းထို့သောမင်းပြင်ရွာစက္ကန်းကိုစစ်တပ်ကရရှိပြီးနောက်ဝါရဖြန့်ဓာတ်ပုံရိုက်ကူးရန်အတွက်စစ်သား20ကျော်ကပြင်ဆင်နေခဲ့ကြောင်းရှင်းအချင်း AA ကလက်နက်ကြီးဖြင့်ဖိခတ်ခဲ့ရာ မင်းပြင်းရွာစက္ကန်အတွင်းရှိဝါရဖြန့်တပ်ပုံရိုက်ကူးရန်ပြင်ဆင်နေသည့်နေရာသို့တိတိကျကျောက်ပောက်ကွဲခဲ့ကြောင်းအဆိုပါပောက်ကွဲမှုအတွင်စစ်သားအများအပြားသေဆုံးသွားကြောင်းသိရပါတယ်။အဲ့ဒီမင်းပြင်းရွာရေဒါစက္ကန်ကို AA ကတင်ထားတာအင်အားအနည်းငယ်ပဲရှိတယ်။အဲ့ဒါကိုစစ်တပ်ကအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလာလို့ပြန်ဆုတ်ပေးလိုက်ရတာ။အဲ့ဒါကိုစစ်တပ်ကမနေ့ကဝါရဖြန့်တပ်ပုံရိုက်ဖို့လုပ်နေတော့အေအေကလက်နက်ကြီးနဲ့ပစ်လိုက်တာအကုန်ချွတ်အကုန်နဲ့ဟုစစ်ရေးသတင်းရင်းမြစ်ကပြောပါရယ် မင်းပြင်ရွာစက်ခန်းတွင်လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အကြမ်းဖက်စစ်သားအနည်းဆုံး၁၀ဦးခန့်သေဆုံးနိုင်ပြီး24ဦးသေဆုံးသည်ဟုသတင်းများကြားသိရတော့လေအတိအကျကိုအတိမပြုနိုင်သေးပါဘူး။ကြောက်ဖြူမျိုးနယ်အတွင်ချေးရွာအများစုတွင်အေအေကနေမြေစုမှုထားပြီးစစ်တပ်ကရေတပ်နှင့်မြို့ပေါ်အခြေစိုက်တပ်များတွင်သာနေရာယူထားရာမှာကြီးရည်လေးအင်အားသုံးပြီးတံပြန်ထိုးစစ်များပြုလုပ်နေခြင်းဖြစ်ပါသည်။ AAD ရခိုင်ပြည်နယ်တွင်2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှစတင်ကမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီးလက်ရှိတွင်တန်ထွေရံပြေဘူးတီတောင်ရတိတောင်ပုံနာကျွန်ကြောက်တော်မင်းပြမြောက်ဦးမြေပုံပေါက်တော်မောင်တော်အန်တောင်ကုန်းဂွားတို့ကိုတင်ပိုက်ထားပါတယ်။ထို့ပြင်ချင်းပြည်နယ်ပလဝမြို့နယ်ကိုလည်း AA ကတင်ပိုက်ထားပါတယ်။ AA ကရခိုင်တပြည်လုံးသိမ်းပိုက်နိုင်ရန်အတွက်လက်တကမ်းတာလိုတော့ပြီးထိုးစစ်များအရှိန်မြင့်တင်လျက်ရှိကြောင်း AA ကတရားဝင်ထုတ်ပြန်ကြေညာထားပါတယ် ဆလဗီပညာရေးသည့်ပြစ်မှုမဟုတ်ဟုစာတင်ကြောင်းများအပေါင်းချိန်နေသည့်စစ်ကော်မရှင်ကိုဒေါအောင်ဆန်းစုကြည်တားခဲ့ကိုထိန်လင်းဝေဖန်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စစ်ကော်မရှင်ကစာတင်ကြောင်းများကိုဘုံချဲတိုက်ခိုက်တဲ့ပြင်ပညာတင်ကြားနေသောအပြစ်မဲ့ကလေးငယ်များတိတ်ဆုံးနေရသောကြောင့်ပညာရေးကပြစ်မှုမဟုတ်ကြောင်းဒေါအောင်ဆန်းစုကြည်တားခဲ့ကိုထိန်လင်းကင်အဲရစ်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာထုတ်ပေါ်ရေးသားထားပါတယ် မြန်မာနိုင်ငံ၌စာသင်ကျောင်းတဲ့ကလေးများပညာသင်ကြားနေချိန်တွင်စေအိုစုလေကြောင်းတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ကျောင်းသားအများပြားတေဆုံးခဲ့ရပြီးကျောင်းတွင်ကလေးများရှိနေသဖြင့်တေဆုံးရသည့်အဖြစ်ပြက်များဖြစ်ပေါ်နေကြောင်းရေးသားထားပါတယ်။ကလေးတွေဟာကျောင်းသွားတဲ့အတွက်အသက်တေဆုံးနေရတဲ့စစ်အာဏာရှင်ကလူတွေနဲ့အတူနိုင်ငံရဲ့အနာဂတ်ကိုပါဖျက်ဆီးနေတယ်။ပညာရေးကိုပြစ်မှုအဖြစ်မတတ်မတ်တင်ဘူး။စာအုပ်ကင်ထားတဲ့ကလေးတအူးဟာစာသင်ကမ်းထဲမှာမတည်တင်ဘူးဟုဒေါ်အောင်ဆန်းစုကြည်ဤသားငယ်ကိုထိန်လင်း Kim Eric ကဆိုပါတယ်။ မိခင်ဒေါ်အောင်ဆန်းစုကြည်သည့်ပညာရေးကိုအလေးထားသူဖြစ်ကာကလေးငယ်များအကြောက်တရားမှခင်းဝေပြီးလွတ်လပ်ငြိမ်းချမ်းစွာလူကုန်တိတ်ခါရှိစွာကြီးပြင်းရန်လိုလားသူဖြစ်ကြောင်းဆက်လက်ပြောကြားပါရယ်။ယခုလပိုင်းမှာပင်မန္တလေးတိုင်းစင်ကူးမြို့နယ်မလဲချေးရွာရှိစစ်ပေးရှောင်းများနေထိုင်ရာစာတင်ကျောင်းချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မြို့နယ်တွင်ချေးရွာနှစ်ရွာမှစာတင်ကျောင်းများလေကျောင်းတိုက်ခိုက်ခံရမှုကြောင့်ကလေးငယ်များအပါအဝင်အရက်သားအသေးဆုံးသူများရှိပါရယ်။၂၀၂၅ခုနှစ်မေလမှဩဂုတ်လအထိ စစ်အုပ်စုလေးကျောင်းတိုက်ခိုက်ခံရမှုကြောင့်ဘာသာရေးအဆောက်အအုံ66ခုစာတင်ကျောင်း46ကျောင်းနှင့်စည်ယုံစည်းကမ်း71ခုတို့ထိခိုက်ပျက်စီးခဲ့ကြောင်းညံလင်းသစ်သူတေသနာအဖွဲ့ထံမှသိရပါတယ်။အဆိုပါစစ်အုပ်စု၏လေးကျောင်းတိုက်ခိုက်မှုကြောင်းအယက်သားတေဆုံးသူ604ဦးဒဏ်ရာရရှိသူ1339ဦးရှိကြောင်းပါဝင်ပါတယ်။ဆက်လက်ပြီးတသက်ခိုင်အမတ်လောင်ဖြစ်ခွင့်အတနာခန့်စာရွေးကော်ပေးချမင်းအောင်လိုက်အပြည့်ရှင်းပြလိုက်ခြင်းဟုဆိုတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခါဤအမတ်လောင်ဖြစ်ခွင့်ပေးရန်အတနာခန့်စားကိုစစ်ကော်မရှင်ခန့်ရွေးကောက်ပွဲကော်မရှင်ကပေးချလိုက်ကြောင်းသိရပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခါဤဗန်ချေငွေပြည်ထနာကြောင်းသက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှေ့ခါကြီးပါပြဋ္ဌာန်းချက်နှင့်ဤဆုံးတည်ဟုဆိုကအမတ်လောင်စည်ရဲမှပေးဖြတ်လိုက်ကြောင်းတရားမဝင်ရွေးကောက်ပွဲကော်မရှင်ကအော်တိုဘာလ22ရက်နေ့တွင်ထုတ်ပြန်ခဲ့ပြီးအော်တိုဘာလ24ရက်နေ့မှာပင်အကြွေးကိစ္စစူးစမ်းဖြေရှင်းပါမည်ဆိုသည့်ခံဝင်ကြေဖြင့် မင်းအောင်လိုင်နဲ့ရွှေကော်ထန်အတနာခန်းစာတင်ခဲ့ခြင်းဖြစ်ပါတယ်။မင်းအောင်လိုင်ကသူတို့အလိုရှိတဲ့အေးမောင်ကိုကြတော့အမတ်လောင်ဖြစ်ဖို့လူငိမ့်အောင်ပေးခဲ့သေးတာပဲ။တသက်ခိုင်ကိုအမတ်လောင်ပြန်ပေးလိုက်လို့လည်းရပါတယ်။ဘာလို့မပေးသလဲဆိုတော့အပြည့်ချင်းကျင်လို့ကိုမပေးတာဟုမုံရွာချေဆိုင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကသတင်းဌာနကိုပြောပါတယ်။အတနာခန်းစာပေချခံရမှုကိုနိုဝင်ဘာ14ရက်ပြည်သူ့ရှေ့ဆောင်ပါတီမဲဆွေဘွဲတွင်တသက်ခိုင်ကိုတိုင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။အောက်တိုဘာ19ရက်တွင်ရွေးကော်ကတသက်ခိုင်ကို ကိုစလေလောင်တပ်သေးကန်ကပ်ပြထုတ်ပေးပြီးမှပယ်ဖြတ်ခဲ့ခြင်းဖြစ်ပြီးအောက်တိုဘာ30ရက်၌ကမ္ဘောဇာဘန်တို့အကျွေးသိန်း5000ဆက်ပြကအတနာခန်းစာကိုလက်ခံရေးအတွက်ကြိုးစားခဲ့ပါသေးတယ်။ထို့ပြင်အမတ်လောင်ပယ်ချခံရသူ86ဦးအနက်အတနာခန်းစာတင်သူများကိုပြန်စင်းစားနေသည်ဟုသိရှိရကြောင်းနှင့်အတနာခန်းစာတင်သူများတင်မှတဦးတည်းကိုသာရွေးကောက်ပွဲဝင်ခွင့်ပေးမည်ဆိုလျင်ထိုတယောက်သည်ကျမတတ်တတ်ခိုင်ဖြစ်မည်လားဟုညွန်လင့်မိကြောင်း BBC နှင့်တွေ့ဆုံခန်းတွင်တတ်တတ်ခိုင်ကပြောကြားခဲ့ပါသည်။ ဒေါအောင်ဆန်းစုကြည်ကိုပင်လက်စားမှုဖြင့်ပြစ်ဒဏ်ကျနေသူဟုမဟုတ်မမှန်အပုတ်ချခဲ့ရသောတသက်ခိုင်သည့်ယခုအမတ်လောင်စည်ရဲမှအပီးအပြက်ပယ်ဖြက်ခံရသည့်တိုင်တခွန်းမြပင်နှုတ်လံမထိုးရခဲ့ပင်တရားမဝင်ရွှေကောက်ပွဲကိုရန်ကုန်တိုင်း FPTB အမျိုးသားလွှတ်တော်မဲဆန္ဒနှင့်အမတ်နှင့်အမတ်လောင်အဖြစ်ဝင်ရောက်ရှင်ပြိုင်ရန်တသက်ခိုင်အမိစည်ရင်တင်သွင်းခဲ့ခြင်းဖြစ်ပါသည် တသက်ခိုင်သည်2015ရွေးကောက်ပွဲတွင် NLD ပါတီအမတ်အဖြစ်အနိုင်ရရှိခဲ့တော်လဲ2018ခုနှစ်၌ပါတီတာဝန်များရပ်ဆိုင်းခံခဲ့ရပြီးနောက်နှုတ်ထွက်ကပြည်သူ့ရှေ့ဆောင်ပါတီကိုထူထောင်ခဲ့ပါတယ်။ထို့နောက်2020ရွေးကောက်ပွဲတွင်ကြာတနေရာမှအနိုင်မရခဲ့ပြီး2020ပြည့်နှစ်ဩဂုတ်လတွင်မင်းအောင်လှိုင်နှင့်34ပါတီတို့တွဲဆောင်ခဲ့ရ၌အာနာသိန်းရမင်းအောင်လှိုင်ကိုမြောက်ပေးသည့်အထက်တသက်ခိုင်လဲရှေ့ဆုံးကပါဝင်ခဲ့ကြောင်းသတင်းထွက်လာခဲ့ပါတယ်။အာနာသိန်းပြီးနောက်မင်းအောင်လှိုင်ခန့်လူကယ်ပြန်ဝင်ကြီးနှင့်ဟိုတယ်ခရီးသွားဝင်ကြီးအဖြစ် 2021ခုနှစ်မှ2025ဇန်နဝါရီလကုန်အထိတာဝန်ထမ်းခွင့်ရရှိခဲ့ပါတယ်။ဆက်လက်ပြီးရှေးမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ရာစက္ကစတပ်သားတအူတေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်ရေမြို့နယ်မြောက်ပိုင်းမှာစစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတအုပ်သေဆုံးပြီးနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့မွန်ပြည်တော်လှန်ရေးတပ် MSRF ကယမနီညပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။နိုဝင်ဘာလ17ရက်နေ့မှာရေမြို့နယ်မြောက်ပိုင်းကနင်ကမော့ရွာအနီးသို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကို မနက်7:14မိနစ်မှာတစ်ကြိမ်7:12မိနစ်မှာတစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်စစ်ကောင်စီဘက်မှတပ်သားတအုပ်တေဆုံးပြီးနှအုပ်အပြင်ထံတန်းရာရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ပူးပေါင်းတပ်တွေမှဝန်ဖြစ်တော်လှန်ရေးတပ် MSRF ရေးပြည်သူ့ကောက်ွယ်ရေးတပ် YPDF ရမညမော်တပ်တော် RMA KNL တပ်မဟာချောင်းတရင်28ခွဲတင်တပင်ရွှေတီနယ်ပြည်သူ့ကောက်ွယ်ရေးတပ်ဗျူဟာ33ဒေါနာချီမုံရေးတပ်ခွဲတို့ကပါဝင်ခဲ့ကြတာဖြစ်ပြီးအထီးကိမရှိခွာစစ်ဆင်နိုင်ခဲ့တယ်လို့သိရပါတယ် ကျွန်မတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်